ဒီနေ့မှာတော့ passport နဲ့ visa ဘာကွာလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နိုင်ငံခြားခရီးသွားဖို့စီစဉ်တဲ့အခါမှာ passport နဲ့ visa ဆိုတဲ့ဝါဟာရတွေကိုမကြခဏကြားဖို့ကြာမှာပါ။တချို့တွေကဒါတွေကိုအတူတူပဲလို့ထင်တတ်ကြပြီးတကယ်တမ်းတော့ passport နဲ့ visa ဟာလုံးဝမတူညီတဲ့အရာတစ်ခုပါ။ဒါဆိုရင်တို့နှစ်ခုဘယ်လိုကွာခြားလဲဆိုတာသိရအောင်လို့ဒီဗီဒီယိုလေးထဲမှာရှင်းပြပေးသွားပါမယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ကျမတို့ရဲ့ divide page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ အဖေါ်ကပြောခဲ့တယ်လို့ပဲ passport နဲ့ visa ဘလို့ qualify လဲဆိုတာကိုပြောပြပြသွားပါမယ်။ passport ဆိုတာဘာလဲ passport ဆိုတာကကိုယ်နိုင်ငံကထုတ်ပေးထားတဲ့နိုင်ငံသားဖြစ်ကြောင်းကိုအတိပြုပေးတဲ့နိုင်ငံတကာခရီးသွားလာခွင့်လက်မှတ်တစ်ခုပါ။နိုင်ငံသားကိုခရီးသွားတဲ့အခါကိုယ့်ရဲ့ကိုယ်ရေးချက်လက်တွေဓာတ်ပုံနိုင်ငံသားဖြစ်ကြောင်းစတာတွေကိုအတည်ပြုပေးနိုင်ပါတယ်။ဒါအပြင်ကိုယ့်နိုင်ငံကသက်ဆိုင်ရာအစိုးရကနေနိုင်ငံသားမှရှိတဲ့အခါလိုအပ်ရင်အကူအညီပေးနိုင်ဖို့အာမခံချက်ပေးထားတဲ့လက်မှတ်လည်းဖြစ်ပါတယ်။ ဘယ်ကထုတ်ပေးတာလဲဆိုတော့ကိုယ်နိုင်ငံရဲ့သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနသို့မဟုတ် passport ရုံးကနေထုတ်ပေးပါတယ်။မြန်မာနိုင်ငံအတွက်ဆိုရင်တော့ passport ထုတ်ပေးရေးအဖွဲ့ကနေထုတ်ပေးတာပါ။နိုင်ငံခြားတိုင်းပြည်ကိုဝင်ရောက်ဖို့အတွက်အဓိကအရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုဖြစ်ပြီးနိုင်ငံတကာမှာကိုယ့်ရဲ့နိုင်ငံသားအဖြစ်ကိုသက်သေပြနိုင်ပါတယ်ရှင်။နောက်တစ်ခု visa ဆိုတာပါလေ။ visa ဆိုတာကတော့ကိုယ်သွားရောက်မဲ့နိုင်ငံကိုဝင်ရောက်ဖို့အတွက်ခွင့်ပြုမိန့်လက်မှတ်တစ်ခုပါ။ဒီလက်မှတ်ကကိုသွားရောက်မဲ့နိုင်ငံကိုဘလို့ရည်ရွယ်ချက်နဲ့ဘလောက်ကြာကြာနေထိုင်မယ်ဆိုတာကိုဖော်ပြပေးပါရစေ ဥပမာအလဲအပတ်ဗီဇာအလုပ်ဗီဇာကျောင်းသားဗီဇာစသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ဘယ်ကထုတ်ပေးတာလဲဆိုတော့ကိုသွားရောက်မဲ့နိုင်ငံရဲ့သက်ဆိုင်ရာတန်ရုံသို့မဟုတ်ကောင်စစ်ဝင်ရောက်ကနေထုတ်ပေးတာပါ။ဗီဇာကို passport စာအုပ်ထဲမှာတစ်စိတ်တုံးထူတာမျိုးသို့မဟုတ် sticker ကတ်တာမျိုးလုပ်ပေးလို့ရှိပါတယ်ရှင်။ဗီဇာရှိမှသာကိုဝင်ရောက်မဲ့နိုင်ငံရဲ့လေဆိပ်သို့မဟုတ်နယ်စပ်ဂိတ်မှာဝင်ခွင့်ရမှာပါ။ passport ကကိုယ့်ရဲ့နိုင်ငံသားဖြစ်ကြောင်းကိုတတ်သိပြတဲ့လက်မှတ်ဖြစ်ပြီး visa ကတော့တခြားနိုင်ငံကိုဝင်ရောက်ဖို့အတွက်ခွင့်ပြုချက်ပဲဖြစ်ပါတယ်။ ။ passport မရှိရင်နိုင်ငံခြားမသွားနိုင်ပါဘူးရှင်။ visa မရှိရင်လည်းတချို့နိုင်ငံတွေကိုဝင်လို့မရပါဘူးเนาะ။ visa မလိုတဲ့နိုင်ငံတွေလည်းရှိပါသေးတယ်။ဒါကြောင့်မို့နိုင်ငံခြားခရီးစဉ်စတင်ဖို့အတွက် passport နဲ့ visa နှစ်ခုလုံးကအရေးပါတဲ့အရာတွေဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share လေးလုပ်ပေးသွားကြပါအောင်နော်။ခုတ္တရအဖြစ်မိတ်ဆွေတငယ်ချင်းတွေလည်းသိရအောင်လို့ပါရှင်။